ါခင်ဗျာဟုတ်ကဲ့မင်္ဂလာပါဆရာနာမည်မိတ်ဆက်ပေးပါဦးဟောကျွန်တော်ဦးရဲမြင့်ပါဦးရဲမြင့်ကဘာကြာအာရီတက္ကစီကိုဘယ်မြို့မှာဆွဲနေပါသလဲခင်ဗျာကျွန်တော်တန်လှင်ပါရန်ကုန်တိုင်းရန်ကုန်တက်တန်လှင်မြို့နယ်ပါဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါကကျွန်တော်ကဘလို့ဖြစ်လဲဆိုတော့ပထမတော့ကျွန်တော်လည်းစီးပွားရေးတွေလုပ်တာပေါ့ဗျာဟုတ်ကဲ့ခင်ဗျာငယ်ငယ်တုန်းကတော့စီးပွားရေးလုပ်တယ်လုပ်တော့ဟိုအောင်မြင်လဲအောင်မြင်လဲပေါ့အဲ့တော့အဆင်မပြေတော့နောက်ဘယ်ရောက်သွားတိုးတိုးပြောရဆိုဆိုရင်ကျွန်တော်စိုက်ကက်ကယ်ရီမောင်းနဲ့စိုက်ကက်ကယ်ရီမောင်းနဲ့အဆင်ကိုရောက်သွားတာပေါ့အဲ့ကလေးတွေကလည်းငယ်ငယ်ကြောင်းတက်တာနဲ့ဆိုတော့စိုက်ကက်ကယ်ရီမောင်းနဲ့ ဲ့နောက်ပိုင်းဘာဖြစ်လာလဲဆိုစိုက်ကက်ကယ်ရီမောင်းတော့ကျွန်တော်ကစိုင်ကယ်ကဒီကျမ်းမာရေးရကကျော်ဒီဟိုဘာပေါ့အေးမခံနိုင်ဘူးပေါ့အေးမခံနိုင်ဟုတ်ကဲ့အေးမခံနိုင်တဲ့အခါကျတော့ကျွန်တော်အဲ့စိုက်ကက်ရီမှာမောင်းနိုင်တော့ပဲနဲ့အိမ်မှာပဲကျွန်တော်နေလိုက်တယ်နောက်ပြီးမိသားစုစားဝတ်နေရေးအရာကကျွန်တော်ကចောင်းသားတွေအဲ့တုန်းကသားသမီး၃ယောက်ចောင်းတက်တယ်ဟုတ်ကဲ့ခင်ဗျာဒီတာလင်မြို့မှာပဲចောင်းတက်တယ်ဟုတ်ကဲ့ចောင်းတက်နေတဲ့အခါကျတော့ကျွန်တော်မှာတခြားလုပ်ငန်းမရှိတနေ့ကျတော့ကျွန်တော်ဒီဟိုပေါ့ဖုန်းတွေပေါ်လာတဲ့အခါကျတော့အင်တာနက်ထဲမှာကျွန်တော်တွေးလိုက်တာပေါ့တွေးလိုက်တော့ဆိုတော့ဒါဖြတ်ခနဲ့တွေးလိုက်တယ်ဆိုတော့ဟာဒါလေး အော်လှတယ်ပေါ့နောက်ပြီးတော့ကိုယ်စိတ်ထဲမှာဘယ်လိုလဲဆိုတော့ငါအသက်ကြီးလာတဲ့အထိဒီလိုလုံလုံချုံချုံနဲ့မိုးလုံလေးလုံလေးနဲ့ကယ်ရီဆွဲစားရင်တော့ငါမိသားစုဝင်ငွေလဲငါရှာလို့ရမယ်ငါကျမ်းမာရေးလဲထောက်ကူဖြစ်တယ်စီးပွားရေးတစ်ဖက်တစ်လမ်းအဆင်ပြေမယ်ပေါ့ဒါလေးကျွန်တော်စဉ်းစားပြီးတော့ကျွန်တော်အဲ့ဒါဒါကိုလေ့လာပြတာပေါ့လေ့လာပြတာပေါ့ပထမကျွန်တော်ဘာကိုလေ့လာလဲဆိုတော့သူ့မှာဘာခိုင်မာတာရှိတယ်လဲ license ပေါ့ license ပေါ့ဟုတ်ကဲ့ဒီမြို့နယ်တွင်းမှာရန်ကုန်တိုင်းတွင်းမှာစသည်အဖြစ်သွားတဲ့လာတဲ့အခါမှာ ဒါရင်စီရင်ဟော်နေဖြစ်နေတဲ့ဥပဒေအနေနဲ့လှုပ်ရှားလို့ရလားညီညွတ်တလားဥပဒေနဲ့ပေါ့နော်အဲ့အဲ့ဒီအချက်ကိုကျွန်တော်ရင်စဉ်းစားတယ်နောက်ဒုတိယအချက်အနေနဲ့ဒီကောင်းရဲ့ quality ပေါ့ဘလောက်အထိသူအကြမ်းခံနိုင်မလဲကျွန်တော်ဘလောက်ထိကျွန်တော်လှုပ်ရှားလို့ရမလဲကြိုးပြုမလဲဆိုတော့ကျွန်တော်ဒါတွေကိုလေ့လာတာပေါ့အဲ့တော့လေ့လာတော့ကျွန်တော်ဟော်နေပေါ့ဒလဘက်မှာအသိရရှိအဲ့တော့ဒလကိုသွားလိုက်တော့ဒလမှာအဲ့ဒီချိန်ကစီးရတရာလောက်ရှိဟုတ်ကဲ့ဟုတ်ကဲ့အစီးရတရာလောက်ရှိတယ်လှိုင်းသားရမှာလဲကျွန်တော်ထင်တယ်ပေါ့ခမန်းကြီးလင်းကား 60 80အဲ့လိုတော့ရှိလိုက်တယ်ဟုတ်ပါရှိလိုက်ဒါကျွန်တော်နဲ့နေဆက်တဲ့နေရာဟုတ်ကဲ့ပါကျွန်တော်အဲ့မှာဒလမှာသွားတယ်သွားပြီးကျွန်တော်လေ့လာတယ်အဲကျွန်တော်အသည့်ကောင်လေးကတယောက်ပေါ့သူ့ကားကိုကျွန်တော်ယူမောင်းတယ်သူ့ကိုမောင်းကြည့်ကျွန်တော်ပေးလိုက်တယ်ဒီကောင်ကိုကျွန်တော်မောင်းကြည့်တာပေါ့ဗျာအဲမောင်းကြည့်တော့သူကအကိုကြီးတယ်တကယ်လို့တကယ်လို့အကိုကြီးစီးပွားရေးလုပ်မယ်ဆိုရင်အာကြီးကိုပဲဝယ်ပေါ့အာကြီးဝယ်ဝယ်ဟုတ်ကဲ့အာကြီးရဲ့ကျွန်တော်တို့တွက်ချစ်ကြိုက်ရဗာတွက်ချစ်ကြိုက်ဆိုသူဂျမ်းမန်းခံတယ်ဆဗျာပစ္စည်းပေါ်တယ်အဲဝန်ဝန်ဆောင်မှုပိုင်းနဲ့ဒီစာပစ်ပညာနဲ့ကုမ္ပဏီကပေးတယ်ပေါ့ သူကဘယ်နဲ့ရဝယ်လာလာအာကြီးဆိုရင်သူကဒီအာကြီးကုမ္ပဏီက service ပေးတယ်အဲအဲ့လိုမျိုးလေးတွေဆိုတော့ဒါလေးကိုပထမတစ်အချက်ကျတော့လုတ်ကင်စားဖို့စဉ်းစားတယ်ဆိုရင် license ကိုစဉ်းစားတယ် license စဉ်းစားတယ်ဟာ license ကရှင်းရှင်းပြောရင်ဒီလိုပွားလို့လာလို့စိတ်ချမ်းချမ်းသာသာဟုတ်တယ်မလားရင်ဥပဒေနဲ့ညီညွတ်ရလားဒုတိယအချိန်ကသူကခံနိုင်ရဘယ်လောက်ရှိကလေးတတိယစပယ်ယာပစ္စည်းပေါ်ရလားဒီ၃ချက်ကိုပဲကင်ပြီးတော့အဲဒါဆိုရင်ဖြစ်ပြီဆိုတော့ ီကြုံကကျွန်တော်ထင်တယ်ဗျကုန်ခဲ့တဲ့9နှစ်လောက်က2021နှစ်လောက်ကလာမသိဘူးဟုတ်ကဲ့ခင်ဗျအဲ့တုန်းကသူ့ရဲ့ဈေးက45သိန်းပဲရှိတယ်ဟုတ်ပါတယ်ခင်ဗျဟုတ်ပါတယ်45သိန်းဟုတ်ကဲ့အဲ့တော့ကျွန်တော်ကအဲ့45သိန်းကိုတော့ကျွန်တော်အဲ့ချိန်တုန်းကမဝယ်နိုင်သေးဘူးအစ်တက်ကဝယ်နိုင်သေးတော့ကျွန်တော်အဲ့ဒါအဟောင်းလေးရှာပြီးကျွန်တော်ဝယ်လိုက်တယ်ဝယ်လိုက်တော့30နဲ့ကျွန်တော်ဝယ်လိုက်တယ်ဝယ်ပြီးတော့ကျွန်တော်ဒီကိုကားနဲ့တင်ပြီးကျွန်တော်ယူလာတော့တန်လင်းဘက်ကိုယူလာပြီးတော့ဒီမှာကျွန်တော်ချပြီးတော့အဲ့ဒီအချိန်တုန်းကတန်လျင်ဒီကျွန်တော်တို့အောင်ချမ်းသာမှာဟုတ်ကဲ့ စီးဒီမတ်တို့အော်ရင်းတို့ဝမ်ဝမ်းနိုင်တို့မဖွင့်သေးဘူးအော်အဲ့ဒါမဖွင့်သေးဘူးမဖွင့်သေးဘူးမဖွင့်သေးဘူးအဲ့တော့ကျွန်တော်တက်ရောက်တယ်ပထမဦးဆုံးဒါပကြားအာကြီးကိုကျွန်တော်ပထမဦးဆုံးမောင်းဖြစ်တာအာကြီးနဲ့ပတ်သက်လို့ဒီဝင်ဘိန်းနေတော့လည်းရှိကောင်းရှိမောပဲပဲအာကြီးကကျွန်တော် first ပဲကျွန်တော်ပထမဦးဆုံးပဲကျွန်တော်ဝယ်တာကျွန်တော်ရန်ကုန်မှာကျွန်တော်နှစ်စီးဝယ်တယ်ကိုင်းတာမင်းကြီးလမ်းမှာတစ်ခါနောက်ကျန်စစ်သားလမ်းမှာတစ်ခါအဲအဲ့ဒါနောက်တစ်ခါဒီဘက်ရောက်တော့ကျွန်တော်ဒီကတန်လျင်ဝိဇာလမ်းနိုင်စင်ဝိဇာလမ်းမှာတစ်စီးဝယ်တယ် နောက်တစ်ခါကျွန်တော်ကြားဖရာမှတ်တိုင်မှာကွက်ခိုင်မှာတစည်းဝယ်တယ်အခုတော့ကျွန်တော်ရာစာပေါ့ရာစာမှာဝယ်အဲရာစာပေါ့ကျွန်တော်တို့ဟိုနေငါးစုမှတ်တိုင်ပေါ့လေဟုတ်ကဲ့ငါးစည်းမြောက်ပေါ့ငါးစည်းမြောက်